အမေရိကန်ဒေါ်လာငွေလဲနှုန်းဇက်တိုက်မြင့်တက်နေတာကြောင့်ပြည်ပကတင်သွင်းတဲ့ဈေးတွေရဲ့ဈေးတွေကလည်းမြင့်တက်နေပါတယ်။ဥအကာသတင်းပေးပို့ထားပါတယ်ရှင်။ပြည်ရင်းစုကတည်းကစီရီ60ရာခိုင်နှုန်းလောက်ဟာပြပကတင်သွင်းနေရတာဖြစ်ပြီးဒေါ်လာဈေးတက်လာတာကြောင့်အခုလိုစီစီနှုန်းလေးမြင့်တက်လာတာပါ။ဟိုဒီဒီစီရီယာဟိုတော်တော်များများကအကုန်လုံးကတည်ဝင်တော်တော်များများဆိုတာတည်ဝင်ကတည်ဝင်တင်သွင်းတဲ့စီရီဖြစ်ပါတယ်။ဒါတွေကတော့ ဒီဟိုနိုင်ငံခြားငွေကြေးတန်ဖိုးပေါ်မှာမူတည်တဲ့အတွက်အထိုက်လျက်တော့တက်မှာပေါ့နော်ဒါကိုအခွင့်ကောင်းယူပြီးတော့တရားမဝင်ပို့သွင်းလာမှာကိုဆိုရင်လေအခုလိုပြည်ပကတင်သွင်းတဲ့ကုမ္ပဏီတွေကဈေးနှုန်းမြင့်တက်သွားတဲ့အတွက်ပြည်တွင်းကဈေးကုန်တွေလည်းဈေးနှုန်းပြောင်းလဲရောင်းချပြီးရောင်းဝယ်လဲကျဆင်းသွားတယ်လို့စီးဆိုင်တွေကဆိုပါတယ်စီးရီဈေးတက်တာပေါ့လေတချို့ကုမ္ပဏီကလည်း5%လို့10%လို့7%လို့အဲ့လိုတက်ကြတယ်။ဒါတော့ဒီလိုပဲကျွန်တော်တို့တော့ မေးပြီးရောင်းနေရတာပေါ့လေပရမလက်ကြံလေးတွေဒီသူတို့တက်တက်ဈေးတိုင်းရတော့တိတ်ရောင်းမှမတွက်ဘူးပေါ့လေအဲ့လိုရဒေါ်လာဈေးလဲချသွားမယ်နောက်ပြီးတော့ဈေးဈေးလဲချပြီမယ်ဆိုတော့အဆင်ပြေပါတယ်ခုကနေသမားတွေပါကြတာတိတိဆင်းရဲရဆင်းရဲတာများတာဟုတ်များတော့လေအဲ့ဒါသူတို့ကလည်းမလိုက်နိုင်ဘူးဒီဈေးဈေးဈေးတွေဈေးကြီးတော့လဲတိတ်မဝယ်နိုင်ဘူးပေါ့လေအဲ့လိုဝယ်မစားနိုင်ဘူးအဲ့ဒါတွေလည်းရှိတာလေတိတ်မရောင်းအောင်ရောင်းအောင်ပါတော့ဟုတ် ဈေးပြောင်းလဲရတော့ဟိုတော်တော်များများအကုန်လုံးဒီပါတက်တာပေါ့နော်တက်လာတဲ့ပုံမှာအယောင်းဝယ်လဲခိုင်းနေမှမတူအေးဝါတယ်ခိုးလို့တော့ဟိုပစ္စည်းဘူးဘူးကဆယ်ဆယ်ဘူးလောက်ဝယ်မှဆိုတော့ဘူးဆိုရင်၅ဘူးလောက်သုံးဘူးလောက်အဲ့လိုပစ္စည်းရွှဲ့ဘူးတာပေါ့ဈေးပြန်ကျမှာဆိုရယ်စိုးရင်စိတ်လည်းရှိရအောင်နော်ကျွန်တော်လွတ်လွတ်ရလဲကတိကောက်ဖြစ်တယ်ပေါ့ဒေါ်လာဈေးကိုဈေးပြောင်းသွားတော့ဈေးတွေကနေ့တည်းတစုတ ့20လောက်ပြောင်းသွားတယ်ရှိတယ်သူကောမဒီရပါတော့နော်20လောက်ပြောင်းသွားကျွန်တော်လိုက်မှလာလဲတော်ရဒုက္ခရောက်တယ်ပေါ့လက်ရှိအခြေအနေအရဈေးဈေးနှုန်းတွေဟာအမေရိကန်ဒေါ်လာဈေးကျမှပြန်လဲကျဆင်းနိုင်ပြီးဒေါ်လာဈေးတည်ငြိမ်အောင်လှုပ်ပေးစေချင်တယ်လို့ဈေးကုန်တဲ့သူကဆိုပါတယ်အဲ့ပေါ့ဒေါ်လာဈေးဒေါ်လာဈေးကျတော့ကျွန်တော်လိုချင်တယ်ဈေးတည်တည်တမတ်တဲ့ဖြစ်သွားတယ်ကျွန်တော်ရောင်းတာကောင်းတာပေါ့နော်ဟိုတိတ်လဲမှတ်ဆံမလို့ကိုကတည့်တည့်မြို့မြို့ကတည့်လို့ဆိုတော့လိုက်လိုက်လိုက်မမီဖြစ်နေတယ် ဒါအပြင်တရားဝင်တင်သွင်းတဲ့စီးတွေလိုမျိုးတရားမဝင်တင်သွင်းတဲ့စီးတွေကလည်းဈေးနှုန်းမြင့်တင်ရောင်းချတဲ့အတွက်စီးစုကကိုထိခိုက်စေတယ်လို့မန္တလေးဈေးနှစ်ဈေးပစ္စည်းရောင်းဝယ်သူများအသင်းကဆိုပါတယ်မန္တလေးကိုပြပကနေ့စဉ်ခုံမဆောင်မဲဝင်လာတဲ့စီးပွားတွေဟာအမေရိကန်ဒေါ်လာတန်200ဘုလောက်ရှိပါတယ်ကျွန်တော်အားကပါ